ကိုကန့်တက် MNDA ရဲ့တက်စခန်တွေနောက်ဆုတ်ဖို့ညှိနှိုင်းမှုအဆင်မပြေတဲ့နောက်မြန်မာတက်မတော်နဲ့တင်းမာမှုတွေဖြစ်ပေါ်လာတဲ့အခင်းကျင်းမှာတရုတ်ရဲ့ဂျောင်းဝင်ပေးမှုကအရေးကြီးတယ်လို့ပိုးမြတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လို့ NCS မှာဥက္ကဋ္ဌဘုံမိုးကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့အပြင်ဘက်မှာကိုကန့်တက် MNDA ဘက်ကတက်ဆွဲထားတဲ့တက်စခန်တွေကိုပြန်လည်ဆုတ်ခွာပေးဖို့မြန်မာတက်မတော်ကတောင်းဆိုမှုကြောင့် နှစ်ပတ်အဖွဲ့အစည်းအကြတင်းမာမှုတွေဖြစ်ပေါ်နေကြောင်းစည်ရင်းနဲ့နိုင်ငံရေးအကဲခတ်တွေထံကနေသိရပါဗျ။အဲ့ဒီအခင်းချင်းမှာတရုတ်အထူးကိုယ်စားလှယ် Mr. တိတ်ရှိချင်းဦးဆောင်ပြီးဂျာဝင်ဆစ်ဆက်ပေးခဲ့တဲ့လာရှုံမျိုးပြန်လည်လွှဲပြောင်းစဉ်ကသဘောတူညီချက်အသေးစိတ်အချက်လက်ပေါ်မူတည်နေတယ်လို့ပိုးမြသားလူမျိုးရေးအဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်။အဲ့ဒီသဘောတူညီချက်မှာ MNDAA ကိုတက်ဆွဲခွင့်ဆက်လက်ရည်တည်ခွင့်ပေးထားတယ်ဆိုပါကမြန်မာတက်မတော်ဘက်ကပြန်လည်ဆုတ်ခွာခိုင်းမှုဟောင်း သဘောတူညီချက်ကိုချိုးဖောက်ရာရောက်တယ်လို့သူကပြောပါတယ်။စိမ့်မှန်ရင်ရှိတာကဒီမူလဟိုတရားကကြားဝင်ပြီးတော့ဟိုညှိနှိုင်းတဲ့အချိန်တွေမှာရာစီရတဲ့သဘောတူညီချက်အပေးစိတ်ပေါ်မှာမူတည်ရလို့ထင်ပါ။ဒါကြောင့်ဒီခုမရှိဘူးအပြင်မှာလာရှိတဲ့ပြင်ပရောက်ရင်မှာ MNDA ဆက်လက်ရက်ထည်ခွင့်တတ်ဆဲခွင့်ကိုသဘောတူထားရဆိုရင်တော့အခု6 commission ကတော့ ညာမျိုးအရှုပ်ခိုင်းတော့တာဘောပြူချက်ပေါက်တာပေါ့။ဒါကြောင့်မူလဘောပြူချက်ပေါ်မူတည်ပြီးတော့စဉ်းစားမယ်လို့ယူဆပါတယ်။ဒါကြောင့်ဘောပြူချက်ကလည်းဘာမှမဆိုတော့မှဖြစ်တော့စဉ်းစားရတယ်ချက်ပါ။နောက်ပြီးတော့ဒီကိစ္စမှာမူလဘောပြူချက်ကိုဥဆောင်ရတာသိရှိကြတဲ့သူ့ကိုလည်းတော့သူ့ကိုလည်းဆုံးဖြတ်ပါလေဒီရဲ့ကြောင်းဝင်ပေါ်လာယူကြည့်နေလို့ပြန်လာ။ဒီကလေးကိုကြည့်နေတယ်နော်လည်းလည်းပြန်ပြတာဖြစ်လာမှာပါ။ ါဘာကိုကျွန်တော်လည်းမသိမှန်းမနိုင်ပြပါဒီကိစ္စမှာဘာမှပြောသေးဘူးဆိုတော့အဲအမေကညာဆောင်းနေလားဟိုဒီမဟုတ်ဒီစစ်ကောင်စီတကကစာပြေကိုကြော်လို့ပြီးတော့ဆောင်းမလားဒီလိုမျိုးစာပြေရအတိုင်းအချိန်ကာလနော်တန်တာရဲ့အကဘဒီလိုများဆောင်းမလားမသိဘူးဆိုတော့စာပြေကိုမှကျွန်တော်မတော်မှပါပဲအဲဒါကြောင့် ါကြောင့်တိရစ္ဆာန်တွေမှာလည်းမဆောင်တဲ့လည်းမျိုးဆောက်ပါတယ် MNDA ဟာလာရှုမျိုးကိုမြမတက်မတော်ထံပြန်လဲလွှဲပြောင်းပေးအပ်ထားတာဖြစ်ပေမဲ့လာရှုမျိုးပြင်ပပတ်ပလေမှာ MNDA တက်ဆွဲထားမှုအများအပြားရှိနေကြောင်းလာရှုဒေတာခန်ထံကနေသိရပါတယ်ရေကောက်ပွဲလုံခြုံမှုနဲ့ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်နိုင်ရေးအတွက်တေချာစိတ်ချစီဖို့တက်မတော်ဘက်က MNDA တက်စခန်းတွေကိုစုခွာခိုင်းမှုဖြစ်နိုင်ကြောင်းနှစ်ပတ်အဖွဲ့အစည်းအနေနဲ့မူလသဘောတူထားတဲ့အတိုင်းလိုက်နာကြဖို့လိုကြောင်း အိုးမြသားလူမျိုးရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။ပြောကအာဘာမှမသိရခံတာမရှိဘူးဆိုတော့ပုံမှန်လည်းမဆုံးမှာမဟုတ်လေ။မူလသဘောတရားကိုသိရမှာပဲ။ဒီလိုသာဒီတိုင်းဟောရာဒီအဒီမန်ပေါ့သဘောတရားနဲ့တိုင်းလို့တော့အဲ့ဒါလည်းနာဝလို့ပါပေါ့နော်။ဘယ်လိုပါလဲဒီလိုလည်းနာဝလို့လည်းဖြစ်ပါလား။ ဒီရှိဟောဒီတော့ဘာမှတိုင်ရမှာဒီပါလုံချိုလေးပဲအဲဒီစိတ်ချရအောင်လုပ်တာပဲဒီပါလားဒါကြောင့်ဒီနောက်လမ်းကအဖုံလိုပါလားဆိုတော့ဒီကောမရှိရင်ဒါကဒီကောဘယ်လိုလုပ်မှုလဲဘုံဘယ်လမ်းကြောင်းပြန်ဆက်နိုင်လို့လဲဒီပေါ်မှာဒီပြည့်ပြည့်စိတ်ချရအောင်လမ်းဒီလမ်းဘယ်ဝဲဒီနာမကရှိနေတဲ့ဘဝမှာခြေခံနေတဲ့ဘဝကကို ဆုတ်ခိုင်းနေတာလည်းဖြစ်နိုင်ပါတယ်။နိုဝင်ဘာ17ရက်ကစပြီးလာရှိုးမြို့စစ်နကောင်ဟိုတယ်မှာမြန်မာတံတော်နဲ့ကိုကန့်တက်တို့တွေ့ဆုံဆွေးနွေးမှုတွေရှိကြောင်းသတင်းတွေထွက်ပေါ်နေရပါတယ်။မြန်မာတံတော်ဟာအောက်တိုဘာ19ရက်မှာတီဘောမြို့ကိုတအောင်းတက်တရနယ်လေထံကနေသိမ်းယူပြီးနောက်ပြည်အောင်စုလမ်းရဲ့မန္တလေးတီဘောလမ်းပိုက်ကိုနေရာယူထားတာဖြစ်ပါတယ်။အဲဒီလိုပဲကိုကန့်တက်ဟာလည်းပြာစုလမ်းရဲ့တီဘောလာရှိုလမ်းပိုက်ကို ထိန်းထားတာပါ။နှစ်ဖက်ကြားစီရင်တင်းမာတဲ့အခြေအနေမှာလာရှိုမြို့မှာစစ်တုပ်ပန်း200ကျော်ကို MNDA ကပြန်လှုပ်ပေးလိုက်ကြောင်းလည်းသိရပါဗျ။